ီကူကြီးရဲ့ဂူထွက်ပေါက်အပေါ်တက်တဲ့မှာကြောက်တုံးအကြီးတုံးရှိရပေါ့နော်အဲ့ဒီကြောက်တုံးကြီးကလေပြုတ်ကျတော့မလို့ပုံစံအနေထားနဲ့တတဲလေးရှိနေတာပေါ့နော်ဓနာကြီးတွေအရာတော့ဖျားထပနာကိုခိုးရသူရှိရဆိုလို့ရှိရင်အဲ့ဒီကြောက်တုံးကြီးကပြုတ်ကျလာပြီးတော့အပေါက်ကိုပိတ်သွားလိုက်မှာဆိုရဲဓနာကြီးမျိုးလည်းရှိရပေါ့နော် ဒီမြင်းမထီကူကရှမ်းပြည်နယ်တောင်ပိုင်းကလောမျိုးနဲ့အောင်ပန်းမျိုးအနီးကမြင်းမထီရွာမှာရှိတဲ့ဝင်ပေါက်ထွက်ပေါက်နှစ်ခုရှိတဲ့နှစ်ဖက်ပွင့်တဘာဝလှိုင်ကူကြီးဖြစ်ပါတယ်။ဝင်ပေါက်ကနေထွက်ပေါက်အထီကို1028ပေရှိရယ်ပေါ့နော်။တမိုင်းကြောင်ကတော့သူကမူခွဲတွေအများကြီးရှိတယ်။ဒီပင်တရရွှေဥမင်လှိုင်ကူထပ်ပို့ပြီးတော့အတက်အစင်အနည်းအမြင့်များတဲ့ကူလို့ပြောရပါမယ်။တချို့နေရာတွေဆိုလို့ရှိရင်တသနို့ဒီရှောက်လန်ချင်းချင်းလေးနဲ့ပေါ့နော်။လူတကူစားလောက်ပဲဝင်သွားလို့ရတဲ့နေရာလေးရှိတယ်။ကြောက်ဆက်ပန်းဆွဲ တွေကတော့တော်တော်လေးကိုလှပါတယ်ဒီ body weight ပုံစံဖြစ်နေတာတို့ဖားပုံစံဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းရှိတယ်သူကလေဒီနှစ်သမီးကြောက်ပြင်းတို့နှက်ရည်ခံတို့ကဒီကြောက်ဆက်ရည်ကိုမျက်နှာကိုပုတ်လို့ရှိရင်အသားရည်လှတယ်တို့ဒီခေါင်းကိုက်တက်တဲ့သူဆိုလို့ရှိရင်ခေါင်းကိုပုတ်လို့ရှိရင်ခေါင်းကိုက်တက်တာစီတယ်တို့အဲ့လိုအယူလေးလည်းရှိကြရပေါ့နော်ဒီဂူရဲ့အထွက်နာမှာကြောက်တစ်ခုနဲ့ကြောက်တုံးကြီးရှိရပေါ့နော်ဒါကတော့တနင်္ဖင်တရရွှေဥမင်ဂူပါမြင်မထီဂူကကြတော့ဂူကရှည်လဲရှည်တယ်ပြီးလို့ရှိရင်ကြောက်ဆက်ရည်တွေကလည်းတောက်လျှောက်ကြ နေတဲ့ခါကျတော့ဂူအထဲကိုရောက်လို့ရှိရင်ပို့ပြီးတော့အေးလေပေါ့နော်ရွှေဥမိန်ကူကကျတော့ဂူအထဲကိုရောက်လို့ရှိရင်ပို့ပြီးတော့နှွေးသွားရပေါ့နော်အဲဆိုတော့ရှမ်းပြည်နယ်တောင်ပိုင်းကိုအလဲရောက်ခဲ့တယ်ဆိုလို့ရှိရင်ပင်တရရွှေဥမိန်ကူနဲ့မြင့်မတိတဘာဝဂူတွေကိုလက်ပတ်ရင်းနဲ့ဒေသခံတွေကိုအားပေးကြပါစို့နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင့်တတား